သူ့ရဲ့အိမ်မက်ကလီဗာပူးကိုကင်တွယ်ဖို့လို့ဝင်ခံလိုက်တဲ့အန်ဆလော်တီရီယယ်မက်ဒရစ်ဒင်းနီပြကြီးကာလိုအန်ဆလော်တီကလီဗာပူးတင်းကိုကင်တွယ်ဖို့နဲ့လီဗာပူးနီးပြဖြစ်လာဖို့ကသူ့ရဲ့အိမ်မက်ဖြစ်တယ်လို့ဝင်ခံခဲ့ပြီးအီတလီလက်ရိုးစင်ရဲ့ကမ်းလှမ်းမှုကိုလည်းညှင်းပယ်ခဲ့တယ်လို့ဖွင့်ဟခဲ့ပါတယ်။2015ခုနှစ်အောက်တိုဘာလမှာဘရန်ဒန်ရော့ဂျာကိုလီဗာပူးကထုတ်ပယ်ခဲ့ပြီးနောက်အန်ဆလော်တီကိုနီးပြအသစ်ဖြစ်ခန့်အပ်ဖို့ဆွေးနွေးမှုတွေရှိခဲ့ပါတယ်။ဒါပေမဲ့အသင်းကနောက်ဆုံးမှာဂျာဂန်ကလော့ကိုသာရွေးချယ်ခဲ့ပြီး ီဆုံးဖြတ်ချက်ကလည်းဘာဖြစ်တယ်အဓိကအလဲပြောင်းတစ်ခုဖြစ်ခဲ့ပါတယ်။အဲဒီနောက်မှာအန်စလိုဒီကဘိုင်ယန်မြူးနစ်မှာပက်ကွာဒီယိုလာရဲ့နေရာကိုဆက်ခံဖို့သဘောတူညီခဲ့ပြီး2015-16ရာသီကုန်မှာပဲဘိုင်ယန်ကိုတရားဝင်စတင်တာဝန်ယူခဲ့ပါတယ်။အန်စလိုဒီကလည်းဘာဖြစ်ကိုနီးပြလုပ်ဖို့ခွင့်ရမရခဲ့ပေမဲ့ 2019ခုနှစ်မှာလီဗာပူးရဲ့မြို့ကန်ကလပ်ဖြစ်တဲ့အဲဗာတန်ကိုတော့ကင်တွေခွင့်ရခဲ့ပါတယ်။အီတလီလူမျိုးတပြကြီးဟာအီတလီသတင်းတောက်အာမန်ဒိုစီရိုနဲ့စကားပြောရင်းအဲဗာတန်ကိုချီးကျူးခဲ့တယ်လို့အတင်းတင်းညပြိုင်ဆိုင်မှုကိုလည်းပြန်လည်အမှတ်ရခဲ့ပါတယ်။ကျွန်တော်ရဲ့အိမ်မက်ကလီဗာပူးကိုနီးပြလုပ်ဖို့ပါ။ဒါပေမဲ့ကျွန်တော်အဲဗာတန်စီရောက်သွားခဲ့ပြီးသူရဲ့ပြိုင်ဆိုင်မှုကိုကိုယ်တိုင်ခန်းစားခဲ့ရပါတယ်။အခုတော့ကျွန်တော်အဲဗာတန်ပရိသတ်တယောက်ဖြစ်နေပါပြီ။အဲ့ဒီဘောက်ဝင်းချင်းကိုရမ်းချိုက်ခဲ့ပါတယ်။ဘာလို့လဲဆိုတော့အတင်းတွတ်ဆေးအားထက်သန်မှုကအမှတ်ခံပါပဲ။လီဗာပူးကိုပရိသတ်တွေကဘလောက်ထိမလိုလားဘူးဆိုတာကိုလည်းသတိပြုမိပါတယ်။ လီဗာပူးကနှစ်ပေါင်းများစွာပရီးမီးယားလိမှာအကောင်းဆုံးဖြစ်ခဲ့ပြီးအခုထိလည်းဆက်လက်ဖြစ်နေတုံးမှာပဲလို့ပြောဆိုသွားခဲ့ပါတယ်။လက်ရှိရူရဲနီးပြကြီးက2018မှာအီတလီမျိုးသားတင်းကိုနီးပြဖို့ကမ်းလှမ်းမှုကိုညှင်းပယ်ခဲ့တယ်လို့ဖွင့်ဟခဲ့ပါတယ်။ကျွန်တော်အီတလီရဲ့ယူရှင်တင်းကိုညှင်းပယ်ခဲ့ပါတယ်။ကျွန်တော်စိတ်မပါခဲ့လို့ပါ။ကျွန်တော်ကကွင်းထဲမှာနေတိုင်းလေ့ကျင့်ရေးပြင်ဆင်ရတာကိုအရင်ကြိုက်ပါတယ်။ယူရှင်တင်းဆိုတာအချိန်ပိုင်းအလုပ်လို့ဖြစ်နေပြီးတော့ကျွန်တော်ရဲ့စိတ်အားထက်သန်မှုကိုလည်းနည်းနည်းရောသွားစေမယ်လို့ခံစားရလို့ပါ။ဒီအကြောင်းကြောင့်ပဲညှင်းခဲ့တာပါလို့သူကပြောပါတယ်။ဒီမှာကျွန်တော်တို့ကတည်းကအမားကချက်